င်္ဂလာပါခင်ဗျာ ကျွန်တော်တို့တင့်ခန့်မျိုး YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီ Channel လေးမစတင်ခင်မှာကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လေးပေးဖို့လည်းတောင်းဆိုပြရစီခင်ဗျာအတိတ်တော့သတင်းတွေကိုသိရှိနိုင်စေရေးအတွက်ဒီနေ့မှရှိတဲ့အချက်ပေးခေါင်းလောင်းလေးကိုလည်းတစ်ချက်နှိပ်ထားပေးပါဦးခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာပေးတဲ့ကြီးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်ဇလန်းအကြောင်းအရာလေးကတော့ The Green Biara God ဖြစ်ပြီး ဝိညာဉ်ကတည်င်းပေးရမှာအမှုမှန်ဖော်ထုတ်နိုင်ကြတဲ့သမိုင်းဝင်ဖြစ်ရလေးတခုဖြစ်ပါတယ်ခင်ဗျာဇလန်းစနေဖြင့်1898ခုနှစ်အမေရိကန်နိုင်ငံ West Virginia ပြည်နယ် Green Bear Run ရှိတောင်သူရွာလေးတရွာသည်အေးအေးဆေးဆေးနေတတ်ကြတဲ့ရွာလေးဖြစ်ပါတယ်ခင်ဗျာ နေ့စဉ်ဘဝအတိုင်းတောင်တက်လေထွန်းတတော်ရဲသွားပြီးအသားလှူရာတွေကိုလည်းအစင်မပြတ်လုပ်နေကြတာပါခင်ဗျာအဲ့ရွာလေးမှာ Zona Hasta ကတော့အရန်လှပပြီးလူကြိုက်များတဲ့ကောင်မလေးတယောက်လည်းဖြစ်ပါတယ်ခင်ဗျာ ူမဟာအီရမတ်ချူဆိုတဲ့အမျိုးသားတယောက်နဲ့လက်ထပ်ခဲ့ပြီးမင်္ဂလာဆောင်ပြီးနေငယ်ကြမှာတင်အိမ်ထဲမှာတည်ဆုံးနေတာကိုတွေ့လိုက်ရပါတယ်ခင်ဗျာတန်တရားဖြစ်ွယ်ကောင်းတဲ့အဖြစ်ပြက်အနေဖြင့်သူမ၏ခင်မုန်းဖြစ်သူအီရမတ်ကပျော်လင့်မထားတဲ့အချိန်မှာဇူနာရဲ့အလောင်းကိုအလင်းအမြန်ပြင်ဆင်ပြီးမြန်မြန်တင်ကြိုင်းတော့အပ်ခဲ့ပါတယ်သူမရဲ့အမေမယ်ရီဟက်စတာကတော့သမီးရဲ့လက်ဘေးမှာတန်တရားရှိစရာတွေနဲ့ဖုံးပိထားခြင်းတော့၎င်း အလှပင်ထားတဲ့ပုံစံတွေကြောက်တော်၎င်းစိတ်ထဲကမတန့်ဘူးဖြစ်နေပါတယ်ခင်ဗျာတကြမှာတော့အမေဖြစ်သူရဲ့အိမ်မက်ထက်ကိုတမီးဖြစ်သူဇူနာပြန်လာပါတယ်ခင်ဗျာအမေပီရမက်စ်ကငါ့ကိုတက်လိုက်တာငါလယ်ဘင်းကိုဖိဖိကျိုးအောင်ဖိထားတယ်အိမ်မက်ကအထက်ထက်မှတ်တော့ကြောင့်မိခင်ကတရားရုံးကိုတိုင်ကြပြီးအလောင်းကိုပြန်ဖွင့်စစ်ဆေးစေခဲ့ပါတယ်ခင်ဗျာရလက်နေဖြင့်ဒေါက်တာတွေကတော့ဇူနာရဲ့လယ်ဘင်းရိုးသုံးချောင်းကျိုးနေတယ်ဆိုတာကိုတွေ့ခဲ့ရပါတယ်ခင်ဗျာ အဲ့ဒီအချက်ကြောကြောင့်တော့၎င်းအီရမတ်ကိုဖမ်းခံရပြီးလူတက်ဖြတ်မှုအတွက်အမှုဖွင့်ခံလိုက်ရပါတယ်ဗျာတမိုင်းဝင်ဖြစ်နေဖြင့်ဒီအမှုဟာအမေရိကန်တရားရုံးတစ်ခုထဲမှာပဲဝိညာဉ်ကတက်တည်ထွက်ဆိုတဲ့အချက်ကိုစွဲချက်တစ်ခုပြီးအတိအမှတ်ပြုခဲ့တာဖြစ်ပါတယ်ခင်ဗျာဇူနာရဲ့ဝိညာဉ်က သူ့မရဲ့တည်ဆုံးမှုကိုဖွင့်ပြခဲ့ပြီးတကယ်သူ့ရဲ့တည်ဆုံးမှုကိုဖြေရှင်းနိုင်ခဲ့တာပါခင်ဗျာ တခါတလေတည်ဆုံးသွားတဲ့သူတော်သူ့အတန်ကိုတိတ်တကိုးနဲ့ပြောနိုင်တတ်တယ် သူကတကယ်တရေလားတတိပြုတဲ့အမေခံအာယုံလားမသိရပါဘူးဒါမဲ့တကယ်ရှိတဲ့ဖိုင်နီယာဇိုနာဟစတာရှူးကလေဘင်းယူကျူတာကြောင့်တေဆုံးခဲ့ရပြီးသူမရဲ့သတင်းပေးမှုကြောင့်တရားဥပဒေကိုရွေ့သွားစေခဲ့တာတော့တတ်သိရှိပါတယ်ခင်ဗျာအဆုံးသတ်နေဖြင့်ဒီလိုဖြစ်ရတွေကတရေဆိုတာတကယ်ရှိတယ်လို့ပြောတာထက်လူနဲ့ဝိညာဉ်ကြားကချိတ်ဆက်မှုတစ်ခုလိုယူဆရင်ပူမူအံ့ဩသင့်စရာမလားဒါကတော့အနောက်တိုင်းဖြစ်ရမှန်လည်းပဲ ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့အနေဖြင့်ဒီလိုဖြစ်ရမျိုးမကြာခဏတွေ့ကြုံနေရစမြဲပြီဖြစ်ပါတော့တယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာပေးသက်ကြီး